ကဲအားလုံးမင်္ဂလာပါဗျို့အမျိုးတွေကျွန်တော်လည်းနှစ်ပတ်လောက်ပျောက်သွားတယ်ဘာဖြစ်လို့လဲဆိုတော့အလုပ်အသစ်ဝင်နေရရဲ့တခြားတွေလည်းဆိုတော့ရွာလဲသွားပြီးတော့ဒီပွဲတော့ကြည့်လိုက်ကြမယ်ထင်တယ် Alex Behera နဲ့ Anka Laugh နဲ့ဟဲ့လူကောင်လုံးကတော့ Alex Behera နိုင်မယ်ပေါ့ဗျာဒါပေမဲ့ Anka Laugh ကတည်တယ်မှာသူကနှစ်ပန်းကောင်းတော့ Alex ကသူ့နှစ်ပန်းကိုကြောက်ပြီးတော့ ကောင်းကောင်းမချနိုင်ဘူးဖြစ်သွားတယ်အဲ့တော့ဟိုကောင်ကတဖတ်တက်ပေါ့နော်တဖတ်တက်နဲ့ကျွေးသွားတော့ရှုံးသွားတာပဲဒါမဲ့ तू ကသူနဲ့ပဲပြန်ပြီးတော့စိန်ခေါ်မယ်ပြောတယ် Alexa နောက်ပြီးတော့ကောင်းကောင်း training မလုပ်ဘူးဗျာမြင်ရတာ social media တွေမှာရှောက်သွားပြီးတော့အဲ့အများကြီးပဲခီးထွက်တာတွေရောအဲ့ဟိုနီနာတို့ဘာတို့ ਨੇ ပေါက်တကယ်တွေရောများတယ်အဲ့တော့ တို့တော့ပြန်ချမယ်ထင်တယ်ဘလုံးကောင်ပြန်ပြီးတော့ပြန်တဲပေးမယ်နှုတ်မဆိုရင် तू อ่ะ angle life ကလူသိမ့်မကြိုက်ဘူးဗျအဲ့တော့ဘောပွဲอ่ะလှုပ်လဲမยาวอ่ะဘောเนาะအဲ့တော့ तू နိုင်မှဖြစ်မှာဗောဒါမဲ့နိုင်မှုကလည်းမလွယ်တော့မလွယ်ဘောသူ့ရဲ့ဟို wrestling ကကောင်းတော့ wrestling ကိုကြောက်နေတော့မခါဘီနဲ့ထိုးတဲ့လူတွေလို့ဗောဗျာခါဘီနဲ့ထိုးတော့ခါဘီက ဟိုဟာက wrestling ကကောင်းတော့သူ့ကိုကြောက်ပြီးတော့ကောင်းကောင်းမကန်ရဲမထိုးရဲပေါ့နော်အဲ့လိုမျိုးပေါ့မလွယ်တော့မလွယ်ဘူးဒါပေမဲ့ကြည့်ရမှာပေါ့ဘယ်တော့မှနောက်တဲ့3လ5လ6လတော့ကွာမယ်ထင်တယ်ဒီပွဲတော့ထင်တဲ့အတိုင်းပေါ့လေ Justin Gage ကြီးပဲနိုင်သွားတော့ပေါ့နိုင်မယ်ဆိုတော့လည်းသူက Rafael Fiziev က loser ဝင်ထိုးတာ ਉਹ နော်ပထမကတော့အဲ Dan Hooker နဲ့ထိုးမလို့ Dan Hooker ထွက်သွားတော့ Rafael Fiziva ပထမပွဲကလည်းရှုံးထားသေးတော့ကိုဒီပွဲထိုးတော့လည်းသူကနှစ်ပတ်သုံးပတ်လောက်ပဲပြင်ချိန်ရတယ်ဖြစ်နေနှမ5ကြီးရနေပြီးတော့နှစ်ချီနဲ့တာပါလဲသူပဲ Justin Gage ကြီးပဲအဲ့တော့ Justin Gage ကြီးပဲနိုင်တော့တော့ဒီကောင်းမိုက်တယ်ဒီပွဲကအာဒီကောင်းလိုက်ဖိနေတယ်ဒီကောင်းချုပ်ွက်မိပါလားဟိုဟာဖြစ်မှာဆိုတော့ copyright နဲ့ညီမှာဆိုလို့မပြတော့အဲ့ကောင်လေးရှာကြည့်ကောင်းဘွေးကခဏပထမအချီအဲ9မိနစ်နဲ့29စက္ကန့်မှာ submission မိသွားတာဒီကောင်လေးက short တော့မရမဟုတ်တယ်လုံးမရဒါလေးဖြုတ်လို့မနော်အဲ့လို now ဒီဘွေးကဒီဘွေးကရည်ရဘွေးရည်ရဆိုတာတည်ရမလား ဒီ Bobby Green ပေါ့နော် Bobby Green ကတော့သူ့အတူနာမည်ပြောင်းထားတယ် King Green ဆိုပြီးတော့ဒီဘက်ကရေးလေးပွားတယ်ပဲပေါက်တက်ကြရတယ်လည်းပြောတာအာ Mauricio Rufia Brazilian ထင်တယ်အဲ့ကောငကြမ်းဗျာဟာတော့ back in it background ကပေါ့နော်အဲ့ဒါတော့ပြလို့ရမယ်နော်ကျွန်တော်ဒီကနေကြည့်ကြည့်လိုက်သူက back kick ကကျန်းချက်ကသူက1သူက155ပေါ့မှာနောက်တက်လာမယ့်ကောင်းတယ်ပေါ့နော် အဘက်ကြီးရရှဲဟောမောက်ရတယ်လုံးဝတူရဲကင်းဂရင်းကပြောရင်တော့ထိုးတာကြာပြီပေါ့နော်ကြာတော့လဲချင်ကမေးယူကထိလိုက်တာနဲ့မှောက်တာပဲဒါတော့မှပဲတိုနီဖာဂူဆန်မနိုင်ဘူးပေါ့လေအဲမနိုင်ဘူးပေါ့လေဒီကောင်ကြည့်ရမယ်ဒီကောင်ကြမ်းငကြမ်း ဲ့တော့155ပေါ့မှာဒီကောင်ပါမယ်နော်ဒီကောင်ဒီကောင်လေးကြည့်ရမှာနော် King Green က तू อ่ะ तू อ่ะ ranking က10အပြင်မှာထင်တယ်ဗျာဒီလားအဲ့တော့ तू อ่ะ ranking ကတက်ပြီထင်တယ် lightweight division 121ဟုတ်တယ်ဗျာ12ပွဲနိုင်တဲ့ပွဲရှော9ပွဲနိုင် win streak 17ပွဲကနော့ကောက်နော်17ပွဲမှာ17ပွဲနော့ကောက်လေပတ်ဆက်တာနော် first round finishers က8 8 matches 8 fights ဟာကြောက်ရှာရေ now now တက်ပါနော်ကြည့်လို့ကောင်းမှာဒီပဲကျွန်တော်တို့ van လေးနိုင်တယ်ဗျာနော် van ကတော့အားရသူကဒီဂျပန် rate သူရရှုံးမမရှိပါနော်ဒါသူရရှုံးမမရှိ0က1ဖြစ်သွားတော့ပါ တော့နဘန်းပဲရှိတော့နဘန်းပဲရှိတော့ van ကနဘန်းတွေကိုကောင်းကောင်း take down defense ကကောင်းတော့ကောင်းကောင်းကျွေးပြလိုက်တော့အဲ့ဒါပြီးတော့ boxing ရမ်းကောင်းတယ်ဒီပွဲလေးရှာကြည့်ကြည့်ကောင်းတယ်ကျွန်တော်တို့ van လေးနိုင်ပါတယ်ဗျာဒါတော့မှ van က ranking ကမရှိဟို15အနေပဲပြုတ်သွားတဲ့အထက်တနာပါတယ် ranking မရှိရင်လူတွေကမထိုးကျင်ကြဘူးလေနော်အဲ့တော့ ranking လေးရတော့မှကောင်းတော့ ါ့ဒါလည်း van လည်းငယ်ပါသေးတယ်ဒီကောင်က raid suriya သူ့ထက်ငယ်တာဒါသူ့ထက်ငယ်တဲ့လူနဲ့ထိုးတယ် van ကခုမှဘယ်လောက်20 20လာ20လောက်ဒီအဲ့လောက်ပဲရှိတယ်ငယ်ဟုတ်မလားဒါတော့ကျန်ခဲ့တဲ့နှစ်ပတ်ကျော်ပွဲပေါ့နော်အာမနက်ဖြန်ပွဲမနက်ဖြန်ပွဲကတော့လီယွန်ဝေါ်တာဝေးပေါင်190တန်း champion အဟောင်းပေါ်လေ Leon Edwards နဲ့ Sean Brady နဲ့ Sean Brady ကသူတို့နှစ်ကောင်လုံးက Bla Muhammad ကိုရှုံးတာဒီကောင်ကလည်းနောက်ဆုံးမှာ Bla Muhammad ကိုရှုံးပြီးတော့ကပတ်လှုပ်လာသူကလည်း Bla Muhammad ကအဲ့ Habiro Habiro နဲ့တွားပြီးတော့ training လဲလို့လဲလို့ကောအထူးထူးဆန်းဆန်းပဲ Bla Muhammad ကသူ့ကို knock out ချလိုက်လေ Bla ရဲ့ Bla ရဲ့ ချာချာပါပါ knock out ခံလိုက်တာဒါပေမဲ့ तू ကဘလောက် show ပြီးတော့အဲ Kelvin Gastelum ကို9နဲ့ now uh uh သူနာမည်တော့မေးပါဦး Oh Gilbert Burns on 9 Gilbert Burns အလဲတည်တယ်မလားဘလားနဲ့ချပြီးတော့ champion တော့လုံးမလို့ဖြစ်သေးတာပေါ့နော်အဲ့တော့ဒီနှစ်ယောက်ကို9နဲ့ဒီ तू ကတော့ Gilbert Burns နဲ့ကတော့ unanimous decision ပေါ့လေ तू တာတော့ပေါ့လေဒီကောင်းကောင်းတယ် Sean Brady နဲ့ကပွဲကောင်း Sean Brady ကငကြမ်း နောက်နှစ်ပန်းလဲချတယ်ဆိုတော့ကြည့်ရမှာပေါ့နော် Leon Edwards ကပြန်နိုင်မလားပဲသူပင်ညာပေါ့ဒါကတော့မနေ့ဖြန်မနေ့ဖြန် much လာ၄နိုင်ဗျာစင်ကာပူဆန်တော်ချိန်၄နိုင်တော့ကျွန်တော်ဒီည၂နိုင်လောက်ဖြစ်မယ်ထင်တယ်နော်မြန်မာဆန်တော်ချိန်လဲဆိုနှစ်ခွဲလောက်ဖြစ်မယ်ဒါတော့ဘယ်မှာချလို့မသိဘူး London မှာဗျာသုံးတယ်မဟုတ်ဘူးဟို Premier League ပွဲတွေလိုပဲမိုးချုပ်သွားတော့အဲ့လိုမျိုး နောက်တပွဲကဩဒီကောင်ရန်ဘလောက်ဒီကောင်လေးကတော့ပွဲကပြက်မှာပါပွဲကဘာလို့ပြက်မလဲဆိုတော့ဒီကောင်ကြီးကလည်းကြောက်ဆရာကြီးပဲသူကလည်းစနစ်တင်နော်ဒီကောင်ကကြောက်ဆရာကြီးကာလို့စ်အယ်ဘတ်ကဒါရန်ကပွဲမထိုးတော့ကြာပြီဟိုနောက်ဆုံးပွဲကအဲ့ဦးကောင်နဲ့ဘဟေးဒါနဲ့ထိုးပြီးတော့ရှုံးသွားတာအမှန်ဘဟေးဒါနဲ့ပွဲကသူနိုင်တယ်ဗျာဒီလားဒါပေမဲ့ဒီနာဝိုက်ကဟို ဲ့ပဟေးတော့တင်ကျင်တော့ပဟေးတော့အနိုင်ပေးလိုက်တာပေါ့အဲ့လိုပြောလူတွေကပြောကြတာပေါ့နော်အဲ့လိုဆိုတော့နဗန်းတွေကသူတာတာပေါ့တော့ပဟေးတော့ဈားထဲမှာနဗန်းမချတဲ့ကောင်းနေလဲထိုးတော့သူနိုင်တော့ပေါ့လေတကယ်နဗန်းသမားနဲ့တွေ့တဲ့တွေ့ရောရှုံရောပေါ့အဲ့တော့သူကလည်း polish power ဆိုပြီးတော့ပိုလန်ကလူပေါ့နော်ကောင်းလို့အဘကဘယ်ရလဲမသိဘူးသူ့ကိုတေချာမကြည့်ဘူး like heavy black jack ဘောရပွဲကောင်းပဲ ကျမ်းဘာ knock out တွေမရဘူး knock out submission ပေါ့205ပေါ့နားမှာပေါ့နော်အရင်က John Jones ရဲ့ပေါ့နော်ဒီဘွဲတော့ကောင်းမယ်ဒီဘွဲလည်းကောင်းပါလို့သူကတော့ Kevin Holland ကတော့တုံးလေးလာတခါထိုးနေတယ်လို့ပဲပြောပါတော့။အရင်ကတော့190 185မှာထိုးလိုက်190မှာထိုးလိုက်နဲ့ပတ်ချာလဲပြီးထိုးတော့အခုတော့185မှာလည်း trap ဟို ဟိုလောက်တာလန်ဒန်မှာဆိုတော့ဟို UK ကកောင်နေပါတယ်ပေါ့နော်အဲ Gunnar Nelson တို့ပါလို့ဆိုတာဒါသူတို့ UK ရောဒီလိုကနဗန်းသမားဗျနဗန်းအဓိကထားပြီးထိုးတယ်လေသူကကြတော့ standard ရဲ့ jujitsu ရဲ့ဆိုတော့ကြည့်ရမှာပေါ့နော်နဗန်းမဲ့အလဲခံနိုင်မလားဘာလို့မလဲဆိုတော့185ပေါ့မှာကြတော့ Kevin Holland ကအဟိုရက်ရှိတယ် reach ကကြည့်အောင် reach လက်ပေါ့နော် 82လမ်းမှရှိတယ်သူက82လမ်းမှဆိုတော့10လမ်းမှတော့10လမ်းမှနေပါတော့ပို့ရှိရအဲ့တော့ကြည့်ရမယ်ဒီပွဲကောင်းမယ်ဟောသူ့နာမည် Big Mouth တို့ခေါ်တယ်တော်ကီယန်ပွားလို့ဒါ Molly McKenna လည်း UK ကပဲမှာ England ကပဲအဲ့တော့ဒီပွဲက England လူတွေကိုဦးစားပေးထားတာပေါ့နော် London မှာလုပ်တဲ့ပွဲဆိုတော့အဲ Molly McKenna ဆိုတာဟိုဗာလေဟို English တကောင်ရှိတယ်လေအဲ့ကော အပက်ဒီပင်ဘလက်နဲ့ပေါ်တာတွေပေါ့နော်သူကတော့ရှုံးလက်နဲ့လည်းပေါ့ဖက်ဒီကတော့နိုင်တာများပါတယ်အာဂျန်နဲ့ပွဲတွေကဘယ်သူတွေပါမလဲဆိုတော့သူ့အတိတ်ကဂျိုင်ဟာဘတ်ကဂျိုင်ဟာဘတ်ကအီလီယာတူပိုရီယာ155ပုံမှာခြားတော့နော့ကောက်ကျွေးထားတယ်ကောဒါတော့မှပဲအီလီယာကိုသူကဟက်ကစ်ကန်လိုက်တော့အီလီယာနည်းနည်းတိုက်ပတ်သွားတယ်ဘွက်ကြည့်ရင်တော့ညဘက်ထကြည့်ကြပါလေ UK ကောင်တွေပါတယ် အဘလဲဆိုဟိုယူရိုပမှာလို့တော့နော်ဂျော်ဂျီယာရောအိုင်လန်ရောဒီကတူတူကြရပဲအိန္ဒိယလက်ရုရှားဒါဟဲဗီဝေ့ကြီးမတ်စင်တိုင်ဘူရာတိုင်ဘူရာရှုံးလဲနိုင်လဲရေသူ့ဘွဲတစ်ချက်ချက်ကြည့်ဘူးလေဟုတ်တယ်ဟုတ်တယ်26ကိုရှုံးလဲနေလဲကြည့်နေတော့ဒီညကြည့်ရမှာပဲဗျာဘယ်လိုဆိုတော့ဘောဘွဲရောဟိုဟိုအရပဲရှိရတယ်နဲ့ အင်္ဂလန်ပွဲတွေပဲရှိရတယ်အဲဘူပါအင်္ဂလန်နဲ့လေနိုင်ငံပွဲတွေပဲရှိရတယ် prelim က prelim ကဟုတ်တယ်တကောင် prelim တော့ main cut ဒီပွဲကြည့်ရရှိမယ်ရန်ပွဲရှိမယ်ဒီ kevin holland ပွဲကြည့်ရရှိမယ်ကျန်တဲ့ကောင်တွေကတော့မတန်နီယိုဘူကနာမည်ကြားဘူးလည်းမသိဘူးဗျာနာမည်ကြားဘူးတာပဲရှိတယ်တခြားမကြည့်ဘူး featherweight ဆိုအသေးလေးတွေပေါ့နော် lightweight က155ပေါ့ 我们 strawberry 搞到底啊，那是哪了？底啊，都是哪了？没听到。strawberry 是变家，都立马说爆家了，底啊，那是哪吧？你讲你啊，底啊，是是哪？你讲你啊，你啊，哪王？你讲底啊，可能是。给，打扰，你要不要他自己的记录先呢？他记着我的呢。โอเคဒါကကျွန်တော်တို့เนี่ยနီးစပ်တဲ့1ကဗျာ1ပွဲဒါမဲ့တော့ ဝမ်ပွဲကတာကဲရူနဲ့ရော့ဒန်ကငါလို့တာကဲရူကိုရှေ့မှာတင်ထားလဲဆိုတော့ဂျပန်မှာချမှာမဟုတ်လို့ပြောစာအီတာမကွဲမှာစာအီတာမသာတက်မလားဝမ်ပန်ချမန်အဲ့ကောင်ယူပြီးမြန်ပေးထားလားမသိပါဘူးစာအီတာမကွဲမှာရော့ဒန်နဲ့တာကဲရူနဲ့သူတို့ကတဲတာကြပြီဒီကောင်တွေက 5G 5G ကိုကစ်ပေါင်းစင်နဲ့အမှမွေထိုင်းချမှာသိလားမွေထိုင်းဆိုတတောင်လေးပဲပါမှာကစ်ပေါင်းစင်ဆိုတတောင်မပါတော့လက်တီးထိုးမယ်ကံမယ်ကြောက်မယ်ဒူးတိုက်မယ်ဒီလောက်ပဲရှိမှာ ကခဲရူကကကောင်းလို့လေတန့်စင်ကိုရှုံးတော့မလို့စူပါလက်နဲ့မှရှုံးထားတယ်အဲ့တော့နှကောင်လုံးကရော့တန်ကောဟိုတကဲရူကစူပါလက်ကိုရှုံးတာစူပါလက်ကတော်တယ်ပြောရမယ်ဘာဖြစ်လို့လဲဆိုတော့ဟိုတကဲရူကိုကစ်ပေါင်းစင်မှာနိုင်ထားတာဆိုတော့အဲ့တော့ဒီနှကောင်ဒီနှကောင်နိုင်ဝိုင်းရလေရော့တန်နဲ့ပဲတွေ့မှာပေါ့နော်ဒီပွဲကတော့ဒီပွဲက16နဲ့မနေ့ပြန် ဒီဟာစာလုံး3နိုင်ဆိုမြန်မာပြည်တစ်ခွဲဒါပေမဲ့ paper view ဆိုတော့ပတ်စံပေးမှကြည့်ရမှာဗျာနော်အဲ့တော့တခြား link တွေဒါရှားကြည့်ကြပြီးတော့နောက်တာဝန်ချိုင်းနဲ့မာဆာကီနိုရီတာဝန်ချိုင်းကတော့အာအတိတမထင်နဲ့အဲ့ကောင်ကကစ်ကတိကောင်းလာတယ်တကုံကန်လာနောက်ဆုံးတချို့ပွဲဆိုဟိုအကန့်ခံလို့ဟိုဘက်ကကောင်လက်ကျိုးပြီးတော့နိုင်သွားတာပါညာသူဒီမှာကျန်ဘယ်သူနိုင်မလဲဆိုတော့ ရော့တန်နိုင်မယ်92%နဲ့မလွယ်ဘူးเนาะမလွယ်ဘူးဆိုတာတာဂဲရူကဟိုကစ်ပေါင်ဆင်ချန်ပီယံဆိုတော့ကစ်ပေါင်ဆင်နဲ့ထိုးကစ်ပေါင်ဆင်စီးမြင်းနဲ့ထိုးရမှာဆိုတော့အချောင်း Flyweight Kickboxer Featherweight Kickboxing Interim World Champion Interim လို့ပါလို့ယူတယ်ဆိုတော့တခြားတစ်ပေါင်ရှိရမယ်ပြေနော်မမဆာကီနိုအီရီကိုတခါမှမကြည့်ဘူးတော့ တာဝန်ချိုင်းနိုင်မယ်ပဲပြောကြမှာထင်တယ်ဟုတ်တယ်96%တာဝန်ချိုင်းဝင်အပ်ကြဒီပွဲဒီမှာ super leg တို့ပွဲလည်းပါတယ်ဒီမှာတွေ့လားကျွန်တော်တို့လေဟိုစိုးဤသူတို့ကပထမတစ်ခါတွေ့ပြီးွားရေပထမတစ်ခါတွေ့တာလေခဏတော့ပြလို့ရမှာထင်တယ် copyright တွေအာရုံနောက်ဆက်ကောဒီမှာ तू က ရှာတာကြည့်ကြပြီတော့နော်ဒီအာနန်းနဲ့နာဘီလ်အာနန်းနဲ့အဲစူပါလက်နဲ့သူပါလက်ကအဝေးရတယ်မဟုတ်ပဲအဝေးရဆိုဒီချီတန်ရှေကြီးနဲ့အဝေးရဘလို့မှမရအောင်အဲ့တော့အနီးကကျုံတယ်အနီးကကျုံတော့အဲ့မှာလက်တီးလက်မိလက်မိပါရောရှေကြီးလက်မှောက်တာဒီမီတူးနဲ့ဆိုရှေကြီးလက်မှောက်တာအဲ့တော့ဒါမဲ့နာဘီလ်ကဟိုအဲ့ပွဲရှုံးပြီးတဲ့ကတော်တော်ကောင်းလာတယ်ပြောပါဦးနော်တော်တော်ကောင်းလာဒီမှာကျွန်တော်တို့ရဲ့ ဆရာသမားဆိုလင်းဦးကိုဆိုလင်းဦးကိုနိုင်ပြီးတော့နီကိုကာရီလိုနိုင်ပြီးတော့ချန်ပီယံဖြစ်သွားတယ်အဲ့တော့သူတို့ဒီမှာဒါဗန်ဒမ်ဝိတ်မွေတိုင်းဝေါ်ချန်ပီယံမှာတွေ့ကြပါဗျာနော်သူကဒီကောင်အင်တာရင်းပေါ့နော်သူကလက်ရှိထင်တယ်လက်ရှိမဟုတ်ဘူးစင်ထိုးရလားမသိဘူးနော်ဗန်ဒမ်ဝိတ်ဆိုတော့ခဏလေးဘယ်နဘယ် ဘန်တမွေက135 145ဆိုရီတော့အဲဆိုရီက135မှာထိုးလဲ145မှာထိုးလဲဆိုတော့လိုလာမလဲတော့မသိဘူးဒါပေမဲ့ဒီကောင်ကတော့ကျင်းနေတာမွေထိုင်း၅ကြီးကောင်းပါအဲ့ပွဲရတော့ကောင်းပါဒီလူကိုတော့တိကြမယ်ထင်တယ်ဒီလူကတော့ Adriano Moraes Adriano Moraes က Brazilian Jiu-Jitsu တမား ခုတော့ဟိုဒီ MMA ပြောင်းပြီးတော့ခြံတယ်ဗောနော်ဒါဟုတ်တယ်မင်း Johnson တပွဲနိုင်လေအဲဟုတ်ပါဦး sorry sorry ဒီကောင်ငကိုရဲ့ MMA ဆိုတော့ဟိုတော့ Jujutsu တမန်နဲ့မှာလေ DJ Demetrius Johnson Mighty Mouse ကိုရှုံးတယ်ပြီးတော့ပြန်နိုင်တယ်တော့ထထိုးသေးလားဟုတ်ဒီပါဟာအော်သုံးပွဲတော့ထိုးလာလား Mighty Mouse ရဲ့ unanimous decision နဲ့ဆက်ရှုံးတယ်။အော်တော့မကြည့်ဘူးလေ။အော်ဟုတ်တယ်ဗျာသူတို့သုံးပါထိုးရတယ်။မင်းဒီပထမနှစ်ပွဲပဲကြည့်လိုက်တပွဲက mighty mouse ဆိုဒူးနဲ့ကျွေးလိုက်တာ mighty mouse မှောက်သွားတယ်။ဒုတိယပွဲကျတော့ mighty mouse ကပြန်ပြီးတော့ဒူးနဲ့ကျွေးလိုက်တော့ကောင်းမှောက်သွား။ဒီဒီပွဲလေးတော့မကြည့်ဘူး။ unanimous ။သူက mighty mouse ကိုပဲရှုံးမှုတာထင်တယ်။ဂျန်နဲ့ဂျန်နဲ့ပွဲတွေက show more level ။အော်ဒီမှာတပွဲရှုံးမှု။သုံးပွဲရှုံးမှုတော့ဗောနော်။ ဟိုဘက်ကဂျပန်ယူယာဝါကာမတ်ဆူတဲ့ဟိုကြည့်အောင်ဟိုကနှစ်ပွဲရှုံးကျန်တဲ့ပွဲတွေနိုင်သူလည်းတွေ့ကြောမဆိုးသူကြည့်လို့ကောင်းဟောကြည့်လို့တော့ကောင်းတယ်ဆိုတော့ကျတော့ဘရာဇီးလျမနိုင်မထင်ဘူးထားပါရဲ့ဘရာဇီးသမားကိုဗုတ်ပေးလိုက်ဟုတ်တယ်သူကတော့ဒါမဲ့သူကလည်းဟိုကောင်နိုင်မယ်လို့မျှော်တဲ့လူတွေရှိတာပဲ။တော့ဒီပွဲကလည်းကြီးကျယ်တဲ့လူတွေကြီးကြပါလေနော်။ ကြံတဲ့လူတွေကတော့ဘယ်ကြီးအောင်လားလို့လို့ပြောလို့အောင်လားမဟုတ်ပြာဂျွန်လန်နီကဂျွန်လန်နီကထိုးတော့ပြဂျွန်နီလင်လင်က UFC ကနေထွက်ပြီးတော့ဒီဘက်မှာလာပြီးတော့ချန်ပီယံတွေပဲဖြစ်လိုက်တယ်သူကတက်ကြီးရောပေါ့နော်ကြာသွားတော့ဂျွန်လန်နီက now သူမမိကြလားစူရီယာလက်ဆိုတာစူရီယာလက်ကကြံခဲ့တဲ့နှစ်ပတ်သုံးပတ်အဲသုံးပတ်လေးပတ်ဖြစ်မယ်တန်းစီကိုနိုင်ထားတယ် ဒီမှာတန့်စင်တာနိုင်လိုက်ဂျပန်မှာသွားထိုးရပြီဗျာ။ဟုတ်လား။ဟိုပါလေ။ဟိုက January 24ဆိုတော့တန်ခဲ့တဲ့တလားနှလားမှာကျန်။နိုင်လာလား။ဘောတန့်စင်ခွင့်ရလွတ်သွားတယ်ဗောနော်။ခြေောက်နဲ့ပဲဗျာကန်ပြီးတော့အနီးကဝင်မလို့ရအစီပြေနေတဲ့ဟာကိုအဲ့ဒါကိုသွားပြီးတော့လှုပ်တော့ဟိုကနေပြီးတော့လက်တီးလက်ပေါက်ပဲရှိတော့တာဟော။လက်တီးနဲ့ထိုးတော့မောတန့်စင်လည်းရှုံးရောဗောနော်။အဲမပန်းတတ်တာဗော။ တီးပွဲကဒီလူ ਈ ဆေးကမောင်တန်းတင်ဖို့ပဲမောင်တန်းတင်အတွက်ပဲအာလက်စားချေပြီမလားဆိုတာကြည့်ကြပါလေတာဝန်ချိုင်းပွဲလေးတော့ကြည့်ကြတယ်ဒီဒီခေါင်ပွဲ၃ပွဲကောင်းနော်ဒီခေါင်ပွဲ၃ပွဲကျမ်းပါအေးကစ်ပေါင်စင်းကြီးတော့မကြိုက်ဘူးဗျာကစ်ပေါင်စင်းကြီးပြင်းကြရည်လက်သီးနဲ့ထိုးလဲချောင်းနဲ့ကန်လိုက်ပဲတကောင်တောင်လေးပဲမပါဘူးကောနော် ဒီမွေထိုင်းတော့တော်တော်ပြင်းစရာကောင်းနေတာဆိုတော့ဒီကောင်လေးကစ်ပေါ်တယ်ဒီကောင်လေးကစ်ပေါ်စင်ပြဆေးပြက်စရာရေး fly away feather weight bantam weight weight down the other the cool မတူကြဘူးဘသူကပတ်ဆက်ပေးပြီးတော့ဒေါ်လာ50ပေးပြီးကြည့်ကြမယ်ဒီတော့စာလုံးဒေါ်လာ50ကိုရီးယားတော့ link နေပဲလိုက်ရှာပါတယ်โอเคပြဒါဒီတစ်ပတ်ကဒီကြည့်စရာတွေကတော့ဒါလည်းရှိတယ်နော်ဒီကောင်လေးကမနေ့ကညမနေ့ကညမဟုတ်ဘူးလေဒီည sorry March လ23ရက်ဆိုတော့7နိုင်ကျော် March လ23ရက်ထဲရောက်ပြီပေါ့လေနော်ဒါစာလုံးချိန်4နိုင်ဆိုတော့2နိုင်ခွဲလောက်2နိုင်ခွဲလောက်မှာစမယ်အဲဒီမှာမဟုတ်ပြအာ prelim က2နိုင်မှာစမယ်တနော်2နိုင်ဆိုတော့ညမလို့ဆိုရင်17ခွဲလောက်မှာစပြီ fight ဟိုဟိုမြန်မာ fight nation ဆိုတော့ Facebook က page လေးကိုတွတ်ကြည့်ပါအဲ့မှာကိုကျော်ဆိုးအောင်တော့သူကတော့ဒီကောင်လေးကြည့်တဲ့ဟာတွေ link တွေကို Telegram ကနေသူပေးတယ်ပြောတယ်ချတဲ့ဟာတွေရသောဖြင့်ဒီ one championship လို့ပါတော့သူပေးတယ်အဲ့မျိုးဆိုတော့ကြည့်ရမယ်ထင်အဲ့ဆိုရင်တော့အတကားကြည့်ရမယ်ကဲ okay ဗျာဗမာပွဲအော်ဗမာပွဲကဗမာပွဲကတော့မပါဘူးเนาะကျွန်တော်တို့မြန်မာကတော့ ဆိုလင်းဦးကိုလီယမ်ဟယ်ရစန်နဲ့တဲထားတယ်ပြောတယ်ဒါပေမဲ့အဲ့ဒါလည်းဂျွန်လဂျွန်ဂျူလိုင်ဩဂတ်စ်တဲ့အဲ့မှာဖြစ်မှာတဲ့အဝေးပါသေးတယ်ဆိုလင်းဦးကနိုင်ပါဗျာနော်ကျွန်တော်တို့ဆရာသမားဆရာသမားသုံးပွဲနိုင်သုံးပွဲရှုံးဖြစ်တယ်သုံးပွဲနိုင်သုံးပွဲရှုံးဆိုတော့မကောင်းဘူးနော်အမှန်ဒီကောင်နိုင်ပါဗျာနော်မနက်ဆက်ဆက်ဆန်တော့ထားပါတော့လေဆက်ဆန်တော့တပါရင်းနေလို့ပေါ့နောက်ဘီလ်နဲ့တော့ဆုပ်ပြတ်တဲ့နေအောင်ရှုံးနေဆက်ဆန်နဲ့ကြတော့အာဗာလဲ ကားတိုင်းမှုဖြစ်ပြီးတော့ပြန်လာပြီးထိုးတော့ရှုံးတယ်ဒီကောင်းကကြတော့ပွဲနှစ်ပတ်သုံးပတ်လောက်လိုမှပွဲကိုထပြီးကျင်ညာတော့သူကဖိမဖြစ်ပဲနဲ့ဝင်ရလာမသိရှုံးတယ်အဲ့တော့သုံးပွဲနဲ့သုံးပွဲရှုံးတော့မှပဲသူက Liam Harrison နဲ့တည့်ပြီးလိုက်တော့ Liam Harrison နဲ့ကသူကအဲ့ဒါဟို US မှာပွဲကြီးရှိတယ်ဗျအဲ့ US ပွဲကိုအာသူတို့ဟိုအဲ့အဲ့ပွဲတည့်ပြီးထားတယ် Denver Denver မှာပါမလားမသိဘူး ဟုတ်တယ်တဲ့လား Denver ပွဲတဲ့လားအဲ့မှာတည်ပေးတာလား US မှာတော့ထိုးရမှာပဲရက်လဲပဲရက်လဲ August မှာဟုတ်တယ် August နဲ့ရက်မှာအဲ့တော့တိချပြင်ဆင်နေတယ်နော် DM Harrison ကတော့တော်တော်တဘာရှိတာပေါ့တဘာရှိမဲ့သူလည်းရှုံးလိုက်နိုင်တယ်ပေါ့လေနော်အဲ့တော့ section ကိုရှုံးလဲနန်းကိုရှုံးလဲ channel ကောင်းတွေကိုနိုင်ထားတယ်ဒီနှစ်ကောင်ကိုရှုံးလဲဆိုတော့တိချပြင်ဆင်လိုက်တော့ကောင်းမယ်တော်တော်တက်ကြည့်ပြီ39 40ပေါ့နော်ကျွန်တော်ဆိုကြီးရလဲ33လောက်တော့ရှိမှာပေါ့နော်ဝေးတော့ဝေးပါသေးတယ် အေးစစ်နဲ့အဓိက weight ကအဲ့ဟိုပါလေ hydration test ပဲလို့ပဲညာဆက်လက်မဖြစ်ဘူးပေါ့ဘယ်လိုဆိုရင်အာ weight ချတာနဲ့ hydration test ဆက်ကြီးနဲ့အဲ့ဟိုတိရတက်တဲ့ dietitian နဲ့တရားလုံးတင်တယ်ဗျနမောဆိုရင်ကျွန်တော်တို့ကအာနောက်ခံပြီးတော့ပြန်လာမသိဘူးအဲ့ကြတော့မနေဘူးเนาะကဲအားလုံးပဲဒီဒီဘက်တော့ကြည့်ရရှုရတွေတော့ရှိတော့ရှိပါကြောင် တကယ်လို့အဆင်ပြေတယ်ဆိုရင် like and share လေးနဲ့ subscribe လေးမှတ်တော့ပါခင်ဗျာကျေးဇူးများကြီးတင်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေတဒါ